ကိုဝန်ဆောင်မိခင်နေဂယူဆိုင်ရမဲ့လတွေက ရှေ့၃လနောက်၃လအရန်ကိုဂယူဆိုင်ဖို့ရလိုအပ်ပါတယ်အထူးသတိပြုဖို့ရလည်းလိုအပ်တယ်ပေါ့နော်ရှေ့၃လမှာဆိုရင်လည်းဒရေသားလေးကအရန်နုနဲ့သေးတာမို့လို့ထိခိုက်ပျက်စီးလွယ်နိုင်ပါတယ်နောက်တစ်ခုကနောက်၃လမှာဆိုရင်လည်းမွေးလမ်းကြောင်းမှာကလေးငယ်လေးကပေါ့နော်ရောက်ရှိနေပြီဖြစ်လို့မို့ကျမတို့ကအထူးဂယူဆိုင်ဖို့ရလိုအပ်ပါတယ်ဒါကြောင့်မို့လို့အမျိုးသားနဲ့အတူနေမယ်ဆိုရင်ရှေ့၃လနောက်၃လမှာလုံအောင်ရှောင်ချသင့်တယ်လို့အဲပြောပြောထားတာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဒီမှာဆိုရင်ကိုဝန်ဆောင်ချိန်မှာအာသာဖြေလို့ရလာပေါ့နော် ုံကလည်းရှစ်လဝင်နေပြီဆိုတော့ညီမမှလည်းမျှော့ပါပါတယ်တဲ့ကျမရဲ့မျှော့မျှော့ကိစ္စလည်းမပြီးသေးဘူးเนาะအဲ့ခါကျတော့အခုဆိုလို့ရှိရင်ကိုရဲ့ဒီမွေလန်းချောင်းထဲမှာကလေးငယ်လေးကရောက်ရှိနေပြီဖြစ်လို့ကျမတို့ကကိုရဲ့အမားတစုံတရာလှုပ်လိုက် တာအတွက်ကြောင်းမွေးလမ်းကြောင်းမှာပိုးဝင်သွားတာနောက်တစ်ခါမွေးလမ်းကြောင်းမှာအနာတရဖြစ်စီတာတခုခုပေါ့နော်ကိုသုံးလိုက်တဲ့အရာဝိထုတခုကိုပြုတ်မှုလိုက်တာအပြုတ်မှုတခုကြောင့်မို့လို့ဒီလိုမျိုးမြန်ပြတ္တနာတွေဖြစ်လာခဲ့တယ်ဆိုရင်အရန်အန်ရရဲ့များတာဖြစ်လို့မို့ကိုရဲ့အသက်ကိုညံဆောင်ပါတယ်အဲ့တော့ကိုကိုကိုကတည်တည်ချာချာလေးပေါ့နော်အဲကိုရဲ့စိတ်ကို ထိမ့်သိမ့်ဖို့ရလိုအပ်တယ်ပေါ့နော်အနာတခုတစ်ခုအနေနဲ့ပြောချင်တာကကြတော့အမျိုးသမီးအဲမိန်းကလေးမွေးမယ်ဆိုလို့ရှိရင်စောပြီးတော့မှ မွေးတတ်တယ်တတ်မှတ်ထားတဲ့လထက်ကိုရက်20တလစောပြီးမွေးတတ်တာမျိုးတွေရှိသလိုအဲတယောက်ကြာနေမိဖားမယ်ဆိုလို့ရှိရင်လည်းဆရာဝန်နေပေးတဲ့ဂျူရိတ်ပေါ့နော်အာဖာဆောင်ရက်တွေထက်ကိုပို့ပြီးတော့မှနောက်ကျပြီးမှမွေးတာပဲဖြစ်ဖြစ်အဲ့ရက်ကျမှမွေးတာပဲဖြစ်ဖြစ်ဒီလိုမျိုးတွေလည်းရှိတတ်တာမို့လို့ပေါ့နော်ရှစ်လဆိုတဲ့အရွယ်အချိန်ကာလကအရန်ကိုအရေးကြီးတဲ့အချိန်ကိုရောက်နေပါပြီဒါကြောင့်မို့လို့တည်တည်ချာချာလေးပေါ့နော်ကို့အနေနဲ့အဲစင်ကျင်နိုင်ဖို့ရတော့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်ကလေးမိဖားတဲ့သူတွေကရိုးရိုးမွေးတာပဲဖြစ်ဖြစ်ခွဲမွေးတာပဲဖြစ်ဖြစ် 63ရာခိုင်နှုန်းကတော့မွေးလမ်းကြောင်းကသူ့ရဲ့တဘာဝအရာချဲ့လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိမိကိုကြွက်သားတွေကယော့ရဲပါတယ်အဲ့တော့ခွဲမွေးတဲ့သူရဲ့ဆိုလို့ရှိရင်လည်းခါမှာကျွန်တော်တို့ထုံသေးထုံရတဲ့အချိန်ကြောင့်မို့လို့ခါနာတာမျိုးတွေဖြစ်တတ်တယ်မိဖွားပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ရိုးရိုးမွေးတဲ့သူတွေဆိုရင်လည်းအဲကလေးခေါင်းကထွက်လာရတာဖြစ်လို့မို့မိမိကိုကြွက်သားက ခွဲမွေးတဲ့သူထက်ပိုပြီးတော့မှရော့ရဲတယ်ကျဲတယ်ပေါ့နော်နောက်ဆက်တွဲအနေနဲ့ဆိုလို့ရှိရင်မွေးလမ်းကြောင်းကျဲတာဖြစ်တဲ့အတွက်တအိမ်ကြုံတာတအိမ်ကြတာဒီလိုမျိုးပြဿနာတွေလည်းဖြစ်နိုင်တာမို့လို့ကျွန်တော်တို့ကကြိုတင်ကာကွယ်ထားဖို့ရလိုအပ်ပါတယ်အဲ့တော့ကလေးမီဖွားပြီးရ60ဆိုလို့ရှိရင်ကျွန်တော်တို့ plan ဆက်ကနေထုတ်ထားတဲ့ရှိုးချိုကောလဂျင်လေးကိုသုံးပြီးဖို့ရပါပြီပေါ့နော်နိုင်ငံသားမှဆိုရင်ကလေးမီဖွားတဲ့ပြီးတာနဲ့ပေါ့နော်ဂျပန်60မှာစတင်ပြီးတော့အသုံးပြုနေကြပြီပေါ့နော်အဲဒါလေးကဘာအတွက်ကောင်းတာလဲဆိုရင် ကလေးမိဖွားပြီးတာရဲ့နောက်ဆက်တွဲအနေနဲ့စီမထိန်နိုင်တာလေထွက်တာမင်းမကိုလေထွက်တာပေါ့နော်ဒီလိုမျိုးပြဿနာတွေကိုလည်းကောင်းမွန်စေတာအပြင်ကိုကျမတို့အဲအိမ်အောင်တယ်မဟုတ်တဲ့အပြူတွေမှာဆိုလို့ရှိရင်လည်းအပြူကြီးတွေအသက်40ကျော်မှ30ကျော်မှဖြစ်တတ်တဲ့တအိမ်မှာသွေးလုံးတည်တဲ့ပြဿနာတွေလည်းကာကွယ်ပေးပါရရှင်